မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့စက်တဘာလ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတောင်ကြီးနဲ့မူဆယ်တို့မှ MNDAA အယောင်ဆောင်ပြီးတော့ငွေညစ်တောင်းခံခြင်းနဲ့ရိတ်ခါတောင်းခံမှုများကိုအချိန်အကန့်အသတ်မရှိပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ MNDAA ကထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတောင်ကြီးနဲ့မူဆယ်အပါဝင်မြန်မာနိုင်ငံနေအာဏပြမှာကြားဖြန့်ကုမ္ပဏီနဲ့စီးပွားရေးပိုင်ရှင်များထံကနေပြီးတော့ MNDAA အယောင်ဆောင်ပြီးတော့ငွေညစ်ငွေလိမ်ခြင်းရိတ်ခါတောင်းခံခြင်းနဲ့ငွေကြေးကောက်ခံခြင်းများကိုပြုလုပ်နေတယ်လို့သိရပါဗျ။အဲ့ဒီလောက်ရများဟာ MNDAA ရဲ့ဂုံတိတ်ခါကိုပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့အတွက်မတမာသူများကိုဥပဒေနဲ့အညီအချိန်အကန့်အသတ်မရှိပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ MNDA ကကြေညာလိုက်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့အခြေအနေမတည်ငြိမ်မှုကြောင့်မတမာသူများအားပြင်းမှုကျူးလွန်တဲ့အခွင့်အရေးများရရှိသွားစေတယ်လို့ပြောဆိုထားပါတယ်။ MNDA ဟာပြည်သူလူထုထံကနေပြီးတော့ငွေညစ်ငွေလိမ်နဲ့လောက်ရများကိုလုံးဝပြုလုပ်မှာမဟုတ်ကြောင်းကိုလည်းပြောဆိုထားပါတယ်။မန္တလေးမှာအခွန်ကောက်ခံခြင်းနဲ့မန္တလေးကိုထိုးစစ်ဆင်တိုက်ခိုက်မဲ့မူဝါဒများ ချမှတ်ထားခြင်းမရှိကြောင်း MNDA ကပြောဆိုထားပါတယ်ပြည်သူများအနေနဲ့ငွေညက်ငွေလိမ်ခြင်းနဲ့ပတ်သက်ပြီးတော့စာရွက်စာတမ်းများရရှိပါက MMDA ထံကိုတရင်ပေးဖို့တိုက်ကြားကြရန်မတမာသူများကိုဥပဒေနဲ့အညီဖမ်းဆီးအရေးယူသွားမယ်လို့ထုတ်ပြန်ကြေညာထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာကြွဖို့ပါတီဝင်တားဖနှစ်ဦးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ23ရက်နေ့ည8:30မိနစ်အချိန်မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မုတ်ခတ်မှုကြီးရွာမှာနေထိုင်တဲ့ကြွဖို့ပါတီဝင်ရက်ချင်းအတွေ့အမှုမြင့်အောင်နဲ့တမီးဖြစ်သူရက်ချင်းကြွဖို့ပါတီလူငယ်အဖွဲ့ဝင်မဝင်းနုခိုင်ခေါ်မတ်ကေတို့နှစ်ဦးဟာပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်ပြစ်ခတ်သူများဟာစိုင်ကယ်နဲ့လာရောက်ပြစ်ခတ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်တေဆုံးသွားတဲ့တားဖကတော့ဟို ရင်ကလေးကကြန့်ခံရင်အစိမ့်စစ်စစ်တွေနည်းနည်းသူတို့ကဟောင်းဝါဟောင်းဝါလုတ်တယ်တက်မတော်ကနိုင်နေပြီဆိုတာမျိုးပြောတယ်လို့တက်စီကိုသတင်းပေးလုတ်တယ်ဆိုပြီးတော့သတင်းတွေထွက်နေတာကြားပြီး ခင်မကောင်းတော့တဲ့အချိန်မှာလဲသူတို့ကကြန့်ခိုင်ရေးမှကြန့်ခိုင်ရေးဆိုတာမျိုးတွေအရက်ထဲမှာကြွေးကြော်နေပါတယ်လို့တေဆုံးသူတားဖာကြောင့်သိရှိထားတဲ့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီနောက်မှာတော့စစ်တပ်ကလာရောက်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့ပြီးတော့တားဖာနှောက်ရဲ့အလောင်းကိုကောင်းမွန်စွာတကြိုရန်ကြီးရွာအုပ်ချုပ်ရေးအဖွဲ့ထံကိုလွှဲပြောင်းပေးသွားတယ်လို့သိရပါတယ်စစ်တပ်ကစစ်ဆေးမှုများလှုပ်ဆောင်ခဲ့တော့လဲပြစ်ခတ်သွားသူများကိုဖမ်းဆီးရရှိခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်ရွာထောင်ရက်ကွက်အေးချမ်းဖြိုးစက်ကိုလန်းအတွင်းမှာရှိတဲ့ပုံတူလောင်ကစားဝိုင်းတစ်ခုမှာကစားနေတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလဲဖြစ်ကြံ့ဖို့ပါတီဝင်လဲဖြစ်တဲ့မြင့်စွေနဲ့နောက်လိုက်တအုပ်တို့ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တဘာလ24ရက်နေ့မနက်10:00နာရီအချိန်မှာအောင်လံမြို့ရွာထောင်ရက်ကွက်အတွင်းမှာရှိတဲ့လောင်ကစားဝိုင်းမှာပုံတူလောင်ကစားတစ်ခုကိုဝင်ရောက်ပြီးတော့လောင်ကစားနေတဲ့အောင်လံမြို့နယ်တလုတ်ပင်ကြေးရွာရဲ့အုပ်ချုပ်ရေးမှူးမြင့်စွေနဲ့နောက်လိုက်တအုပ်တို့ကိုစိုက်ကယ်စ ီးနေလာတဲ့လူနာဦးက တနက်နဲ့ဝင်ရောက်ပြစ်ခတ်ရာမြစ်ဆွေဟာနေရာမှာနေပွဲချင်းပြီးဒေဆုံးသွားပြီးတော့၎င်းရဲ့နောက်လိုက်ကတော့စေးုံရောက်ပြီးမှဒေဆုံးသွားတယ်လို့သိရပါဗျ။ဒီမနက်10:00နာရီလောက်ကရွာထောင်ရက်ွက်ထဲမှာပြစ်ခတ်မှုဖြစ်တာတလုတ်ပင်အုပ်ကြီးမြစ်ဆွေနဲ့အပေါင်းပါနောက်လိုက်တဲ့အောင်သေးတယ်။မြစ်ဆွေကတလုတ်ပင်ရွာမှာတုန်းကလည်းပြစ်ခတ်ခံရဘူးတဲ့မသေးဘူး။အဲ့ဒီမှာမနေရဲလို့အောင်လံမျိုးပေါ်ကိုပြောင်းလာတာအခုတော့သေးပြီရွာထောင်ရက်ွက်စစ်ကောင်စီကအုပ်ချုပ်ရေးအဖွဲ့နဲ့လည်းစကားကြီးကြဲများထားတာရှိတယ်။ပုံတူလောင်းကစားဝိုင်းမှာကစားနေတော့စိုင်ကန်နဲ့လူနှစ်ယောက်ကဝင်ပြစ်သွားတာခုနှစ်ချက်ရှစ်ချက်လောက်ကြားလိုက်တယ်။ ထိတာက3ဦးမြင်းဆွေကနေရာမှာတင်သေးတယ်2ဦးဒဏ်ရာရတဲ့အထက်ကပြင်းထန်ဒဏ်ရာရတဲ့2ဦးကသေးတယ်တယောက်ကတော့လက်မောင်းထိပြီးတော့ဆေးရုံတင်ထားရတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားပါတယ်သေဆုံးသူအုပ်ချုပ်ရေးမှုမြင်းဆွေဟာဒုတိယအကြိမ်ပြစ်ခတ်ခံရခြင်းဖြစ်ပြီးတော့၎င်းအုပ်ချုပ်ရေးမှုလုပ်ကံရာတလုတ်ပင်ခြေရွာမှာလည်းပထမအကြိမ်ပြစ်ခတ်ခံရဘူးတယ်လို့သိရပါတယ်အဲ့ဒီအကြိမ်ကသေဆုံးခြင်းမရှိဘဲခြေရွာအတွင်းမှာမနေရတော့တဲ့အတွက်အောင်လံမြို့ကိုပြောင်းရွှေ့နေထိုင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်မင်းရွာမှာရှိတဲ့ပြူစောတိစခန်းကို drone နဲ့ဘုံကျက်တိုက်ခတ်ရာထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ22ရက်နေ့ရေစကြိုမြို့နယ်မှာရှိတဲ့မင်းရွာကို drone နဲ့ဘုံဒီကိုလုံးစက်တမလာ22ရက်နေ့မှာဘုံဆက်တလုံးနဲ့ကျဲချတိုက်ခတ်ရာအကြမ်းဖက်စစ်သားနဲ့ပြူစောတိများထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးတော့အတိအကျသိရှိနိုင်ဖို့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်လက်နက်ကင်အင်အားက100ကျော်လောက်ရှိဟုံးမယ်တရွာလုံးကပြူစောတိရွာဆိုတော့ထိခိုက်ဒေဆုံးမှုကလည်းသတင်းထွက်ဖို့ကမလွယ်ဘူး ်ပြန်ပြစ်တာမျိုးလည်းရှိပါတယ်ရွာတွေကနေအင်အားနဲ့ထွက်လာသေးတယ် ဒရုန်းနဲ့ပြန်ကျဲတော့မှရွာထဲကိုပြန်ဝင်ပြေးသွားတာမိဘပြည်သူတွေကိုပြောချင်တာကတော့အခုချိန်မှာရေဘေးမီးဘေးစစ်ဘေးအားလုံးနဲ့ရင်ဆိုင်နေရပြီးတော့ခက်ခဲနေတယ်ဆိုတာကိုနားလည်ပါတယ်ဒါပေမဲ့အညာဒေတာရဲ့အပြောင်းလဲကိုစူးစမ်းနေတဲ့ကျွန်တော်တို့ MBD တပ်ဖွဲ့ကခေါ်ယူနေတဲ့ Endpoint Project မှာတက်နိုင်တဲ့လောက်လေးပါဝင်ကူညီပေးကြဖို့ကိုအနာနာနဲ့တောင်းဆိုချင်ပါတယ်လို့မြင်းကြံ Black Tiger MBD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MBD မြင်းကြံခရယာအမတ်ကိုတက်ရင်နောင်ရိုးပြောက်ကြားတပ်ဖွဲ့နဲ့ ရဲဘော်ညီနောင်ပျောက်ကြားတဲ့ဖွဲ့တကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲသကိုင်းတိုင်းမင်းကြီးမြို့နယ်ကံချေးရွာနဲ့ပြင်းပင်မော်ကြေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်း Students Revolutionary Force SRF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။စက်တင်ဘာလ16ရက်နေ့မနက်8:30မိနစ်အချိန်မှာမင်းကြီးမြို့ကစစ်သားပြူစောတိများနဲ့ ချင်းရဲမြေအထက်ပိုင်းကစစ်သည်မော်များနဲ့ဆုံဆင်းလာတယ်လို့သိရပါတယ်။မြေပြင်မှာလည်းစစ်တပ်စစ်ကြောင်းကပြင်းပြင်းမော်ကျေးရွာအနီးဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကပြင်းပြင်းမော်ရွာအနီးမှာမြေငန်းရှောင်းစစ်ရှောင်းစခန်းအနီးအရောက်ကျောင်းသားတော်လိုင်းတပ်ဖွဲ့ SRF ရဲ့ရှေ့ပြေကင်းတောက်အဖွဲ့နဲ့မီတာ90ခန်းအကွာမှာအနီးကတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တာဝါတော်မှာစစ်သည်မော်တွေစိုက်ကတ်ထားပြီးတော့မင်းငယ်မျိုးနဲ့အတွက်စစ်ရင်အားတွေဖြည့်တာ အထက်ပိုင်းက SND အဖွဲ့တွေလည်းပါတယ်လို့ကြားတယ်ဖလက်ခွန်နဲ့ဖြည့်ထားတဲ့စစ်ရင်အားနဲ့ပေါင်းပြီးတော့စစ်ကြောင်းထိုးနေတာအဓိကကတော့စစ်ဘေးရှောင်တွေရှိတဲ့ပြင်းပင်မော်ဘက်ကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတာစစ်ဘေးရှောင်စခန်းကဂျားထဲမှာရှိတာဆိုတော့ပြင်းပင်မော်ဘက်ကိုဥတီလာတာပေါ့အဲ့ဒီစစ်ဘေးရှောင်စခန်းထဲမှာတိုက်ပွဲဖြစ်သွားတာပြည်သူတွေကတော့ဘေးလွရာကိုချက်ချင်းရွှေ့ပြောင်းလိုက်ရတယ်ဒဏ်ရာရတဲ့သူတွေကိုတော့စေကူတာမှုပေးထားတယ်အဆင်ပြေပါတယ်အိမ်တွေကတော့မကာကွယ်လိုက်နိုင်ဘူးအင်းအားချင်းကလည်းမမျှတော့ပြန်ဆုတ်လာရတာကျွန်တော်တို့ဖြစ်တဲ့စစ်ကြောင်းကတာဝါတော်နဲ့ကံရွာဘက်ကိုပြန်ခောက်သွားတယ် ပြန်ပြီးတော့အင်အားစုနေတုံးလို့တော့ကြားတယ်သူတို့ဘက်ကလည်းထိခိုက်မှုရှိတယ်လို့တော့သိရတယ်လူနာတင်ကားတွေနဲ့တွားတာဆိုတော့ထိခိုက်မှုရှိနိုင်တယ်အတိအကျတော့မသိရသေးဘူးလို့ Students Revolutionary Force SRF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးအနီးကတိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF ကရဲဘော်တအူပန်ကိုကြည်စံရှက်ထိဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။အကြမ်းဖက်စစ်ကောင်စီတပ်ကစေဘင်းဆောင်စခန်းကိုဥတီပြီးတော့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်စေဘင်းဆောင်ပြည်သူတအူလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေဝါကုသမှုတွေပေးထားရတယ်လို့သိရပါဗျာ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောတိများကလည်းတာဝါဒေါနဲ့ကန်ချေးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရေတာရှိန်မြို့နယ်ရွာတေကျေးရွာအတွင်းမှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုတော်လှန်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ23ရက်နေ့မနက်6:00နာရီအချိန်မှာစစ်တောင်းမြေဝမ်းရေတာရှိန်ပူပေါင်းစစ်စင်ရေးအဖြစ်နဲ့ဘကိုးတိုင်းရေတာရှိန်မြို့နယ်ရွာတေကျေးရွာအတွင်းမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်များကိုပူပေါင်းအဖွဲ့က drone နဲ့ခွန်းနှချင်းကျဲချတိုက်ခိုက်ခြင်း60မမ၄လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းမြေပြင်ကနေဝင်းရံပြစ်ခတ်ခြင်းများဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာ တော့နှစ်ဖက်ပြစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးတော့23ရက်နေ့မနက်10:00နာရီအချိန်မှာပူးပေါင်းတပ်ဖွဲ့ဝင်များကအထူးကိအကြဆုံးမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကအထူးကိအကြဆုံးများရှိခဲ့ကြောင်းဒေသခံများရဲ့သတင်းပေးပို့ချက်အရသိရှိရတော့လေအချိန်နေအသေးစိတ်ကိုတော့စုံစမ်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီက American Dollar ပန်း140ရောင်းပေးထားတယ်ဆိုပေမဲ့ရန်ကုန်မှာ73စီတွေပြန်လည်တန်းစီနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေအတွက် August လအတွင်းမှာ American Dollar ပန်း100နဲ့အခု September လနှစ်ပတ်အတွင်းမှာ American Dollar ပန်း40အထိရောင်းချပေးထားတယ်လို့ဗဟိုဘဏ်ကထုတ်ပြန်ချက်တွေအရသိရပါတယ်စစ်ကောင်စီရဲ့နိုင်ငံခြားငွေကြေးဈေးကွက် FX market ကနေတစ်စင်း73စီအတွက်ဩဂတ်လ14ရက်နေ့က American dollar တန်တရာအပါအဝင်အခုစက်တင်ဘာလဒုတိယပတ်အတွင်းမှာ American dollar 10တန်းနဲ့တတိယပတ်စက်တင်ဘာလ20ရက်နေ့က American dollar န်း30ရောင်းချပေးမယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ရန်ကုန်မြို့က73စီဆိုင်ကြီးတွေမှာတော့73စီပြက်လက်မှုတွေဇက်တိုက်ဖြစ်ပေါ်နေစေဖြစ်တဲ့အတော့ပိတ်ထားရတဲ့ဆိုင်တွေရှိသလိုတချို့ဆိုင်တွေမှာလည်း73စီအမျိုးအစားအစုံမရတာတွေဖြစ်နေတယ်လို့ရင်မောင်းတွေကပြောပါတယ်။ဒါကြောင့်စက်တဘာလ21ရက်နေ့ကတည်းက73စီအချိန်ကြာမြင့်စွာပြန်လည်တန်းစီဝယ်ယူနေရတာတွေရှိတယ်လို့ရင်မောင်းတွေစီကသိရပါတယ်။ဒီကနေ့စက်တဘာလ24ရက်နေ့မှာရန်ကုန်မြို့အတွင်းလှည့်လည်မှတ်တမ်းတင်ခဲ့ရမှာစီမရှိလို့အယောင်းရနားထားရတဲ့စီဆိုင်တွေနဲ့စီရတဲ့ဆိုင်တွေမှာလည်း ဲတန်းစီနေရတယ်ကားတဲ့အရှိကြီးတွေကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်စီပြတ်နေတဲ့ဆိုင်ကများတယ်ရတဲ့ဆိုင်ကိုပဲတန်းစီနေရတယ်အဲ့ဒီဆိုင်တွေကလည်းအချိန်ပြည့်ရတာမဟုတ်ဘူး9000ဘုပဲရောင်းမိတာရှိတယ်လို့3000ဘုပဲရောင်းမိတဲ့ဆိုင်တွေလည်းရှိတယ်ခါတိုင်းလို့တော့အကြကြီးတိတ်မဆောင်ပါဘူးလို့ရန်ကုန်မြို့ကအသက်40ဝန်းကျင်အရွယ်ရှိတယ်အငားရင်မောင်းတို့ကပြောပြထားပါတယ် ဒါအပြင်စက်သုံးစီဈေးနှုန်းတွေဟာလည်းအနည်းငယ်ကျဆင်းလာခဲ့ပေမယ့်အငင်းဈေးမှာပဲဆက်လက်ရပ်တည်နေတယ်လို့စက်သုံးစီဈေးကွက်အတွင်းကသိရပါတယ်။ဒီကနေ့ရန်ကုန်မြို့စက်သုံးစီဆိုင်ကြီးတွေကစက်သုံးစီဈေးနှုန်းတွေကတော့အောက်တိန်92တလီတာကို3060ကျပ်အောက်တိန်95ဒက်စီတလီတာကို3215ကျပ်ရိုးရိုးဒီဇယ်တလီတာကို2585ကျပ်နဲ့အဆင့်မြင့်ဒီဇယ်တလီတာကို3235ကျပ်တို့ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ